အလန်ရဲ့စမှာတော့ Hood Losley တယောက်ဟာသူ့ရဲ့သားငယ်လေး Ross ကိုဆက်စွန်ရိုးရာဒဏ္ဍာရီပုံမြင်တဲ့ပုဂ္ဂိုလ်ပြောပြနေပါတယ်။ဒီပုံပြင်ထဲမှာတော့ Adrian Lucore ဆက်စွန်ကောင်းဆောင်တယောက်ဟာသူ့ရဲ့မြေကို Norman နဲ့သိမ့်ပိုက်သွားတာကိုလက်မခံဘဲပြန်လည်တုံ့ပြန်ပုံတွေ Adrian ဟာတတော်နေသမီး Gorda နဲ့တွေ့ဆုံပြီးတမင်ဖိုကြီးဖြစ်ပြောင်းလဲသွားပုံတွေကိုဖော်ပြထားပါဗျာ။ ဟူးစ်ကသူဆုံးရှုံးခဲ့တဲ့မြေယာတွေကိုပြန်လည်ရရှိဖို့မျှော်လင့်ချက်နဲ့နော်တန်မြို့ကပြူစားကြီးနဲ့တွေ့ဆုံဖို့တတလဲလဲသွားရောက်ကြိုးစားနေခဲ့ပါတယ်။လာပေါင်းများစွာဆောင်ဆိုင်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာဟူးစ်ကနော်တန်မြို့စားကြီးနဲ့တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။မြို့စားကြီးကဥပဒေကအတည်ပြုပြီးတော့မြေယာတွေဟာနော်မန်ဘီရင်ကိုင်းတဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီလို့ဟူးကိုပြပြတတ်တာပြောလိုက်ပါတယ်။ ဒါပေမဲ့မျိုးစားကြီးက Hughes ကိုတတော်တင်းကောင်းဆောင်တယောက်အနေနဲ့ Normandy ပိုင်ဆိုင်တဲ့ဘင်းရဲ့ဘန်နာကိုစောင့်ရှောက်ပေးမယ်ဆိုရင်သူတို့နေထိုင်ရာနေရာကိုမြေသူတဦးတယောက်ကမှနှောက်ရှက်မပေးစေရဘူးဆိုတဲ့ကန်လန့်ချက်ကိုပြုလုပ်ပေးခဲ့ပါတယ်။ Hughes လည်းမတက်သားတဲ့အဆုံးဒီကန်လန့်ချက်ကိုလက်ခံပြီးအိမ်ကိုပြန်လာခဲ့ရပါတယ်။ဒါပေမဲ့သူပိုင်တဲ့မြေရာကိုတနည်းနည်းပြန်လည်ရရှိဖို့စိတ်ထဲမှာတော့တောင်းတနေတော့မှာပဲ။နောက်တစ်နေ့မှာတော့ Hughes ကသူ့ရဲ့တားငယ်လေး Rose ကိုမြတ်ပြပညာနဲ့ဆက်စွန်သူမျိုးတွေရဲ့ကြွယ်ဝတဲ့အမွေအနှစ်တွေကိုတင် जा ပေးနေပါဗျ။ နှစ်တွေကြာပြီးတဲ့နောက်ရော့ဆဲဂျော်တဲ့ရဲ့ရောက်လာတဲ့အခါမှာနော်ဒန်မျိုးသားကြီးကရှာဝူတတော်နီမှာအမဲလိုက်ပွဲတစ်ခုကိုစီစဉ်ခဲ့ပါတယ်။အဲဒီအမဲလိုက်ပွဲမှာတော့မျိုးသားကြီးရဲ့သူသမီးပလက်စလီယာရဲ့ဟန်တင်တန်မြေပိုင်ရှင်နဲ့သူသမီးမယ်ရီယန်တို့လည်းပါလာခဲ့ကြပါတယ်။ရော့တယောက်ကလည်းသူ့ဘေဟူးစ်နဲ့အတူအမဲလိုက်ပွဲကိုလိုက်ပါလာခဲ့ပါတယ်။အမဲလိုက်နေတော့မှာရော့ကသမီးတကောင်ကိုမြားနဲ့ ဖြစ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့မြားကတမင်ကိုတေစီယုံတမကလူတယောက်ကိုပါတင်မှန်သွားခဲ့ပါတယ်။မြားချီမှန်သွားတဲ့သူတွေက Hughes ကအတိမိတ်ဆွေဆက်စွန်လူမျိုးတွေပဲဖြစ်ကြပါတယ်။ချက်ချင်းဆိုသလိုပဲ Huntington နယ်စပ်ကအတိမှန်သွားတဲ့သူတွေကတောလိုက်မဆိုးတကိုးတွေဖြစ်တယ်လို့သတ်မှတ်ပြီးလက်ဖြတ်ဖို့အတွက်စ조사ခဲ့ပါတယ်။အဲဒီချိန်မှာပဲ Hughes ကဝင်ရောက်ပြီးတော့ Norton မှာတရားမျှတစွာစစ်ဆေးမှုပြုလုပ်ပေးဖို့မျိုးစားချီကိုအသနာခံတောင်းဆိုပေးခဲ့ပါတယ်။ အမဲလိုက်ပွဲပြီးတဲ့နောက်မကြာခင်မှာပဲ Ross က Meridian ပြောခဲ့တဲ့စကားတစ်ခုကိုသိကျင်စိတ်နဲ့ Huntington နဲ့နေထိုင်ရာနေရာနာကိုတိတ်တိတ်ကလေးချင်းကပ်သွားရောက်ခဲ့ပါတယ်။ Meridian နဲ့တွေ့ဆုံစကားပြောနေစမှာပဲ Huntington မြေပိုင်ရှင်ရဲ့တပည့်ဖြစ်သူက Ross ကိုတွေ့ရှိပြီးတော့မြင်းခွာနဲ့ပေါက်ကနောက်တစ်ခါဒီနာကိုမလာဖို့အတွက်ချိန်ချောက်ပြောဆိုခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Meridian က Ross နေထိုင်ရာနေရာကိုသွားရောက်ပြီးတော့မနေ့ကအဖြစ်ပြက်ကိုတောင်းပန်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ Ross တို့မိသားစုကမင်္ဂလာပွဲခမ်းနားတစ်ခုကိုသွားရောက်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ Ross ရဲ့အမေဖြစ်သူက Marian ကိုလိုက်ချင်လားလို့ခေါ်တဲ့အခါမှာ Marian ကလည်းသဘောတူပြီးတော့မင်္ဂလာပွဲကိုသွားရောက်ခဲ့ပါတယ်။ မင်္ဂလာပွဲမှာမေဒီယန်နဲ့ရော့စ်တို့ကပျော်ရွှင်စွာကခုန်ခဲ့ကြပါတယ်။ညနေလာတဲ့အခါမှာတော့မေဒီယန်နဲ့ရော့စ်တို့ကသစ်ပင်ကြီးတစ်ပင်အောက်မှာစကားပြောဆိုနေကြပါတယ်။ရော့စ်ကသူ့နာမည်ရှိက Lossley ဆိုတဲ့အရာကိုမကြိုက်တဲ့တဲ့ကြောင့်ပြောပြခဲ့ပါတယ်။ဒါကြောင့်မေရီယန်က Lossley စာရှောင်းဝဲ Robin လို့ခေါ်ရင်ပိုမကောင်းဘူးလားလို့အကြံပြုခဲ့ပါတယ်။သူမရဲ့အကြံပြုချက်ကိုသဘောကျတဲ့ Robin က သူ့ရဲ့ယဉ်ကျေးမှုအရာအလွန်ကောင်းမြတ်ပြီးကံကောင်းခြင်းတွေယူဆောင်လာတယ်လို့ယုံကြည်ရတဲ့သစ်ပင်ကြီးအောင်မှာအနန်းတောင်းခဲ့ရာဘယ်ရီယန်ကလည်းဝမ်းမြောက်ဝမ်းသာနဲ့လိုက်လျောခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးရဲ့အချစ်စလန်လေးစတင်ခဲ့ပါတယ်။သူတို့မင်္ဂလာပွဲကိုတွားနေကြတဲ့ချိန်မှာပဲ Who's ကိုသူ့လူရင်းနေတဲ့ကအဲဝင်ဆိုတဲ့လူကတစ္ဆာဖောက်ခဲ့ပါတယ်။သူကမျိုးစားချင်းရှိသွားပြီး Who's ကဥပဒေကိုချိုးဖောက်တဲ့လုပ်တွေကိုလုပ်နေတယ်ဆိုတဲ့အကြောင်းကိုတသက်ထောက်ထားပြီးပြခဲ့ပါတယ်။အဲဒီလိုလုပ်တာက Huntington ရဲ့တိုက်တွန်းချက်နဲ့ဖြစ်ပါတယ်။ လန်ရဲ့အဆုံးသက်မှာတော့ Hood Lossley ရဲ့ဂျီကွဲပဲကံကြမ္မာကို ပြသထားပါတယ်။ညတန်းကောင်မှာ Norman စစ်သွားတွေကသူ့ကိုအပြစ်ဆွဲချက်မပြောဘဲဖမ်းဆီးခဲ့ကြပါတယ်။သူ့ကိုထောင်ထဲထည့်ခဲ့ပါတယ်။ Tottenham ရဲ့လူယုံကထောင်ထဲမှာချင်းချခံထားရတဲ့ဒေါ်လိုက်မိုးဆိုးတွေကတယောက်ကိုလူငင်းချမ်းတောက်ခွင့်ပေးမယ်လို့ကြေပေးပြီး Hood ကို တိုက်ခိုက်ခဲ့ပါတယ်တိုက်ခိုက်မှုတွင်မှာတောလိုက်မိုးဆိုးကတောဝင်အဆောင်တဦးကိုတက်ပြီးထွက်ပြေးသွားပါတယ်ဒဏ်ရာရနေတဲ့ဆောင်ကိုကူညီဖို့ဟူးစ်ကနောက်မှချန်ခဲ့ပြီးတခြားဆောင်တွေကိုလှမ်းခေါ်လိုက်ပါတယ်တခြားဆောင်တွေရောက်လာတဲ့အခါမှာတော့ဟူးစ်ကိုလူတက်မှုရဲ့တရခမ်းဆိုပြီးဆွဲချက်တင်လိုက်ကြပါတယ်နောက်တစ်နေ့မနက်မှာတော့ဟူးစ်ကိုတော်ဝင်အဆောင်ကိုတက်မှုနဲ့ဂျိုးပေးကွမျက်ခဲ့ပါတယ်။ဖခင်ရဲ့မတရားကွမျက်ခံရတာကိုမျိုးဝါတီတင်မြင်လိုက်ရတဲ့ရောဘင်က အင်္ဂလန်ပြည်ကဖိနှိပ်သူတွေအားလုံးကိုဆန့်ကျင်တိုက်ခိုက်ဖို့စေအားထက်သန်သွားပါတော့တယ်။